ယနေ့မှာတော့အားလုံးစောင့်မျှော်နေကြတဲ့ချစ်သောဇာတိမျိုးဆက်သိမ်းပိုင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မိဖုရားကြီးစုဖုရားလက်ဘက်မှာခင်မဲရှိသလိုမိဖုရားငယ်မင်းလားဘက်မှာလည်းအထင်းတော်မတ်မြင့်ရှိနေပြီပဲဖြစ်ပါတယ်။မင်းလားရဲ့အစင်တန်းကလည်းမိဖုရားစုဖုရားလက်ထက်မနေတော့တာကြောင့်သူတို့နှစ်ယောက်ရဲ့ရှင်ပြိုင်မှုတွေဟာအရင်ကတည်းကပုံမှန်ထန်နေခဲ့ပါပြီ။ချိန်ခင်းမှာရှိတဲ့နာမောင်ကလည်းကျွန်းနိုင်နိုင်ရဲ့တရင်ကိုမကြားရပဲကျွန်းနိုင်အသက်ရှင်နေသေးတယ်ဆိုတာကြောင့်ညီမဖြစ်သူမဲမွိုင်းကိုစိတ်ဆိုးဒေါသထွက်နေခဲ့ပါတယ်။တကယ်တော့မဲမွိုင်းဟာ ကျွန်းနိုင်ကိုမတက်ရက်တာကြောင့်နာမောင်ပေးသွားတဲ့အစိတ်ပလင်းကိုတွန်ပြစ်လိုက်တာပဲဖြစ်ပါသည်။တရက်မှာတော့မင်းကြီးစီကိုစွတ်စွတ်ရောက်လာခဲ့ပြီးခြံတန်းမြင်ကဆက်သားမဲ့မင်းသမီးငယ်လေးကိုသူ့ရဲ့အနီးနားမှာခေါ်ထားခြင်းနဲ့လို့တောင်းဆိုပါသည်။ဒီတာဝင်ကိုစောနာကမင်းလာကတောင်းလို့မင်းလာကိုစောင့်ရှောက်ဖို့ပြလိုက်တယ်လို့မင်းကြီးပြောတာကြောင့်မိဖုရားမျက်နှာပြတ်သွားခဲ့ရပါပြီ။မိဖုရားကြီးအကြောင်းကိုအလုံးစုံသိနေတဲ့မမြင်အားကိုနဲ့မင်းလာဟာအရာရာတိုင်းမှာလက်ဦးမှုရယူနိုင်ခဲ့ပါသည်။ဒီအချက်တွေကြောင့်မိဖုရားကြီးလည်းမင်းလာအပေါ်မှာနာကြီးမုန်းတီးမှုတွေတိုးလာခဲ့ပါသည်။ တရက်မှလေဒီညမိဖုရားငယ်မင်းကြီးနဲ့အိပ်ရမယ်လို့အမတ်ကြီးလာပြောတာကြောင့်မင်းကြီးနဲ့နှစ်ပါးသွားဖို့ဖြစ်လာခဲ့ပါတယ်ရိုးရဒလေထုံးနဲ့အရနှင်းစီပန်းကျဲထားတဲ့ရေနဲ့ချိုးပြီးမင်းကြီးနဲ့မင်းလာတို့နှစ်ပါးသွားလိုက်ကြပါတယ်ဒီတစ်ချိန်မှာအောင်မြင်မယ်ထင်ထားပေမဲ့လေမနက်ခင်းမင်းလာအိပ်ရနိုးတဲ့အခါရာသီသွေးဆင်းနေတာကိုတွေ့တော့မတ်မြင်ကိုအော်ခေါ်ပါတော့တယ်စီစီယာကိုနေရက်တွေတရားရွေးပြီးမှစီမံနာဖြစ်ပေမယ့်အခုလိုဘာကြောင့်ဖြစ်လဲမမြင်မသိဘူးလို့ဆိုပါတယ်။တရက်မှလေမင်းကြီးကမင်းလာနဲ့အတူနေဖို့ဆိုပြီးအမက်ကြီးရောက်လာပြန်ပါတယ်။ ဒီတခါမှာတော့မင်းလားကသူမသွားတော့ပဲသူ့အစားခြံတိုင်းပြီကမင်းသမီးငယ်လေးကိုတွားခိုင်းလိုက်ပြီးအခြေအနေတွေကိုမမြင်အားစုံစမ်းခိုင်းလိုက်ပါတယ်။မမြင်လိုက်လံစုံစမ်းတဲ့အခါမှာအစီကံတွေနင်းစီပန်းကိုယူလာတဲ့အချိန်မှာခင်မဲကနင်းစီပန်းကိုလမ်းမှာလဲလှဲသွားတာကိုတွေ့လိုက်ရပါတယ်။ထိုနင်းစီပန်းကိုစစ်ဆေးကြည့်တဲ့အခါဓာတုဈေးပါဝင်တဲ့နင်းစီပန်းဖြစ်နေပြီ။ထိုနင်းစီစိန်ထားတဲ့ရည်နဲ့ချိုးတဲ့အတွက်ကြောင့်ကိုဝင်မရနိုင်ခြင်းပဲဖြစ်ပါတယ်။ဒီကိစ္စအတွက်မမြင်ကသူ့တာဝန်ထားပါလို့ပြောပြီးသူ့ရဲ့အစီအစဉ်တွေကိုစတင်မာတော့တယ်။ တညမှာတော့အနာမောင်ဟာညီမဖြစ်သူစီကိုရောက်လာပြီးတိုင်းပြည်ရဲ့တက်စပေါ့လို့ဒေါသတကြီးအောင်းငေါနေခဲ့ပါတယ်။ကလေးမွေးလာတဲ့အခါမှာလေသူ့ရဲ့မျိုးနွယ်ကိုဘဲကဆင့်သက်လာတယ်လည်းမပြောနေ။တိမ်ငင်းရဲ့မျိုးနွယ်ခံယူဖို့နင်းနင်းမှမထိုက်ဘူးလို့ပြောပြီးလှည့်ပြန်သွားပါတော့တယ်။နာမောင်ပြန်လဲမှာဂျိုးနိုင်နဲ့ထိတ်တိုက်တွေ့တဲ့အခါဘသူမှန်နဲ့ဘသူမားတွေအပြိုင်ရင်းကြရင်ဓာတ်တလက်စီနဲ့တိုက်ခိုက်ကြပါတော့တယ်။သူတို့နှစ်ယောက်မိုးရွာထဲမှာတရင်တင်းတောင်တောင်တိုက်ခိုက်နေတဲ့စီကိုမင်းဝိုင်းအထွန်းတို့ရောက်လာပြီးတားပေမဲ့လုံးဝတားမရခဲ့ပါဘူး။ တစ်ဖက်ကအကိုဖြစ်သူတစ်ဖက်ကယောက်ျားဖြစ်သူတို့ရဲ့တပ်ပွဲကိုကြည့်နေရတဲ့မဲမွန်ရဲ့ရင်ထဲမှာတော့ပလောင်စုလိုနေခဲ့ပါတယ်။နောက်ဆုံးမှာတော့ကျူးနိုင်လမောင်းမှာဓာတန်ရနဲ့နာမောင်းရဲ့ဝမ်းပိုက်မှာလည်းဓာတန်ရအတီးတီးရရှိပြီးတပ်ပွဲလည်းရနာလိုက်ကြပါတယ်။ကျူးနိုင်မှာဓာတန်ရကိုစစ်ထည့်ပေးတဲ့မဲမွန်ရှိပေမယ့်နာမောင်းမှာတော့သူတယောက်တည်းပဲတော့တဲ့မှာစိတ်ကူနေခဲ့ရပါတယ်။တနေ့တော့ဗမာပြည်မှာလည်းမိဖုရားကြီးဟာပလဲကုန်းစင်မြန်းတဲ့အခါမှာပလဲကုန်းကျွပြတ်သွားတာကြောင့်သူဒီနေ့ကန်ဆိုးနေတဲ့နေလားလို့တွေ့နေမိပါတယ်။ ိဖုရားကြီးဖုန်ကြီးချောင်းကိုသွားဖို့ထန်းစင်ပေါ်အတက်မှာမထင်မှတ်ပဲထန်းစင်ကြိုးပြီးမိဖုရားပြုတ်ချသွားပါသည်ဒီအချောင်းကိုမင်းကြီးသိတော့အထင်းတော်ခင်မဲကိုအုံငေါက်နေပြီမင်းမိဖုရားကနှစ်မတော်ကန်နေနေလို့ပါလို့ဆိုပါသည်ဒီအချောင်းရာတွေကိုနားထောင်နေတဲ့မမင်းကတော့ဒီအကျံတွေဟာသူ့ရဲ့အကျံတွေဖြစ်လို့အကျိတ်ပြောနေခဲ့ပါသည်မိဖုရားလည်းဘီဒင်ဆရာခေါ်ပြီးမေးကြည့်တဲ့အခါအတိတ်ကဝတ်ကြွေးတွေကြောင့်ကန့်နေနေတာဖြစ်လို့ဖုန်ကြီးကျောင်းမှာတလားလောက်တီလားဆောက်တရမယ်လို့ဆိုပါတယ်။မိဖုရားလည်းမင်းကြီးကိုနန်းတော်မှာမင်းလားနဲ့ခြံခဲ့မှာကိုစိတ်မချတာကြောင့် ဘုံကြီးချောင်းကိုသူနဲ့အတူလိုက်ခဲ့ဖို့အပါခေါ်ပါတော့တယ်စုစုစကားဆိုရင်ဘယ်တော့ခါမှမငင်းမှုတဲ့မင်းကြီးလဲဘုံကြီးချောင်းကိုလိုက်သွားခဲ့ရပါတယ်မင်းလားလေစုစုမရှိတဲ့အချိန်မှာမင်းကြီးနဲ့အတူအိပ်ရဖို့အမတ်ကြီးကိုအကြံစီခိုင်းခဲ့ပါတယ်ထို့အခါအမတ်ကြီးလည်းမင်းကြီးစီရောက်လာပြီးအရေးကြီးအစည်းအဝေးရှိတာကြောင့်နန်းတော်ကိုပြန်လာဖို့ရှောက်တင်လိုက်ပါတယ်စုစုလည်းသူ့ရဲ့တိလှကိုမဖြတ်ချင်တာကြောင့်သူကနေရစ်ခဲ့ပြီးမင်းကြီးကိုပြန်ခိုင်းလိုက်ရပါတယ် မင်းကြီးလည်းမင်းလားနဲ့တူတူနေခဲ့ပြီးစုစုမရိပ်မိအောင်ချက်ချင်းပဲဘုန်းကြီးเจ้าကိုပြန်ရောက်လာခဲ့ပါတယ်။တစ်ဖက်မှာရှိတဲ့မိမွိုင်းကလည်းသားတော်လေးတပါးမွေးဖွားခဲ့ပြီးစလိုက်ရွက်လိုနတ်မီပေးအပ်ခဲ့ပါတယ်။မင်းလားရဲ့ကြံလေးကိုမိဖုရားကြီးရိပ်မိတာကြောင့်မင်းကြီးနဲ့မင်းလားအတူနေတာကိုမိဖုရားတည်သွားတဲ့အချိန်မှာဒေါသထွက်လွန်းလို့စိတ်ပီးကျိုးပါပြတ်သွားခဲ့ရပါတယ်။နောက်တနေ့မနက်မှာပဲမင်းလားကိုဖမ်းဖို့အတွက်ခင်မင်းတို့အုပ်စုလိုက်ကြီးရောက်ချလာပါတယ်။ဒါကိုမြင်တဲ့မမြင်ကတော့သူ့ကိုမတွေ့အောင်ပုံနေခဲ့ပါတယ်။ မင်းလာကိုခေါ်သွားခဲ့ကြပြီးအစီကံဖောင်ချန်ကတော့မိလဲပြီးကြံရိတ်ခဲ့ပါသည်မင်းလာကိုအချင်းကန်းတဲ့ကိုခေါ်သွားတာဖြစ်ပြီးမိပြားကြီးလည်းရောက်လာခဲ့ပါတော့သည်ကြံခဲ့တဲ့မမင်းကလည်းမင်းလာရဲ့ရွှေတွေကိုခိုးပြီးထွက်ပြေးသွားခဲ့ပါပြီသူအခါမှမိလဲနေတဲ့ဖောင်ချန်လည်းသတိရလာပြီးမင်းလာကိုလိုက်ရှာပါတော့သည်မိပြားကြီးကမင်းလာကိုမင်းငါ့အပေါ်လှုပ်တဲ့အတွက်ကြောင့်မင်းဒီနာကျင်မှုကိုတသက်လုံးမှတ်သွားစေရမယ်မင်းလာကိုကရင်ပေါ်မှာတန်ကျူးနဲ့ချီထားခိုင်းလိုက်ပါတယ်ထွက်ပြေးသွားတဲ့မမင်းကလည်း အဆောင်တွေနဲ့တွေ့ပြီးတက်ခမ်းလိုက်ရပါတယ်။မင်းလာရဲ့မိမကိုတဲကိုတန်ချောင်းတွေနဲ့ထိုးပြီးရှင်ရွေးဘူးတွေလောင်ပြီးနှိပ်စက်ခဲ့တာပါ။ဒီနှိပ်စက်မှုတွေကပြစ်ထန်လွန်းတာကြောင့်ဇလန်းပြောပြတဲ့ကျမပင်တီးထက်ပူပြီးမပြောနိုင်ခဲ့ပါဘူး။တစ်ဖက်မှာရှိတဲ့မိမွန်ခင်မားမလေးသူညီမအကြောင်းအိမ်မက်ဆူမက်လို့လက်နုံနေခဲ့ပါတယ်။မိမွန်အိမ်မက်ထဲမှာမင်းလာကအကူအညီတောင်းနေတာကြောင့်စိုးရိမ်တဲ့အတွက်ဂျိုးနိုင်ကလူတစ်ယောက်ကိုပမာပြီးကိုသွားရောက်စုံစမ်းဖို့ဆေလွတ်လိုက်ပါတယ်။ အစီကံဖောင်ခြံတယောက်ကလည်းအမတ်ကြီးတွေနဲ့တွေ့ဆုံပြီးမင်းလာပျောက်သွားတဲ့အကြောင်းကိုမေးမြန်းကြည့်တဲ့အခါမင်းလာကိုမိဖုရားကြီးကအချုပ်ခန်းနဲ့ထည့်ထားနိုင်ကြောင်းပြောပြလိုက်ပါတယ်။တရက်မှာတော့ကျိန်ငန်းကဗမာပြည်ကို ပုံကံမှုအတွက်နေဆက်မှာလက်နက်တွေစုနေကြောင်းသတင်းကိုတင်နာပရီကြီးကမင်းကြီးထံတင်ပြနေပါတယ်။ထို့အခါစုစုကကျိန်ငန်းကဗမာပြည်ကိုပုံကံမှုအတွက်မင်းလာကိုသတင်းပေးအဖြစ်ဆက်သတာဖြစ်နိုင်ကြောင်းပြောပါတယ်။ပြီးတော့မင်းလာနဲ့ပတ်သက်တယ်ဆိုပြီးမဆိုင်တဲ့ဝင်ကြီးတွေကိုပါဖန်ခိုင်းခဲ့ပါတယ်။ အခုမင်းလာရောဘယ်မှာရှိနေလဲလို့မင်းကြီးကမေးတဲ့အခါတပုံတွင်နဲ့အတူထွက်ပြေးသွားပါပြီဖရားလို့တင်နာပတိကြီးကပြန်လဲလျှောက်တင်လိုက်ပါတယ်အစီကံဖောင်ချန်ကလည်းမင်းလာကို ချုပ်ထားတဲ့နေရာကိုခုဝင်ခဲ့ပြီးအစားအစာတွေကိုကျွေးမွေးခဲ့တာကြောင့်မင်းလာအသက်ဆက်နေခဲ့ပါတယ်မင်းကြီးလည်းတေချာစဉ်းစားကြည့်ပြီးဓာတွေဟာစုစုရဲ့လက်ချက်ပဲဖြစ်မယ်လို့ဆိုပါတယ်သူအခါစုစုက ကျမရဲ့လက်ချက်ဖြစ်တော့ရောဘာဖြစ်လဲ ဗမာပြည်မိဖုရားရဲ့အာဏာရဖို့အတွက်အသက်ဘလောက်ပဲထက်သက်ရပါစေကျမလုံမှာပဲလို့ဘရင်ကြီးရဲ့မိစေကိုကင်ပြီးပြောလိုက်ပါတော့တယ်။ဘရင်ကြီးလည်းဒီဝစ်ကြွေးတွေကိုဘာနဲ့ပြန်ဆက်ရမလဲလို့ပြောပြီးစိတ်မကောင်းဖြစ်နေခဲ့ရပါတယ်။မိဖုရားလည်းမင်းလားနဲ့ပတ်သက်တဲ့အမှတ်ကြီးကိုခေါ်ပြီးတည်တံပေးဖို့စီရင်နေခဲ့ပါတယ်။သူအခါအမှတ်ကြီးကလူမဆန်တဲ့မိမအုံနောက်မရှိတဲ့မိမပလင်မော်တက်ထိုင်ကလေးကဗမာပြည်ထိဖြူတော့ကျိုးသွားပါပြီ။ဒီနေ့ပျက်စီးခြင်းတွေဗမာပြည်ရဲ့တကားပေါက်ရှိကိုရောက်လာတော့မြင် မိဖုရားလှုပ်ထားတဲ့ဝစ်ကြွေးတွေကြောင့်ဗမာပြည်ကြီးပြိုလဲပျက်စီးပြီးတိုင်းတစ်ပါးလက်အောက်ကြောက်ရောက်တော့မယ်လို့အမတ်ကြီးပြောနေစင်ပါပဲမိဖုရားကဓာတ်ကိုဆွဲယူပြီးအမတ်ကြီးလက်ပင်ကိုလှီပြီးအဆုံးစီရင်လိုက်ပါတော့တယ်ဗမာပြည်မျိုးရွာတွေမှာလည်းစစ်ဖြစ်တော့မယ်ဆိုပြီးအလံတကြားပြေးလွှားနေကြပါပြီဖောင်ကျန်ခမရမှာလည်းမင်းလာကိုစေကူဖို့အတွက်စေစရာကြီးတဦးစီရောက်လာခဲ့ပါတယ်စေစရာကြီးကစေပေးမယ်ဆိုပြီးအိမ်ထဲခေါ်သွားခြင်းမရင်းချင်းမှုကြံတာကြောင့်ဖောင်ကျန်လည်းစေစရာကိုဓာတ်နဲ့ထူကစေကူယူပြီးထွက်ပြေးလာခဲ့ပါတယ် ထိုအချိန်ဂျူနိုင်လွတ်လိုက်တဲ့သူနဲ့လက်မှအမှတ်မတင်တွေ့ပြီးထိုလူကဖောင်းကျန်ကိုကျင်ပကန်းကိုခေါ်သွားခဲ့ပါတယ်မင်းလာရဲ့မိခင်ကလေသူ့သမီးစီလာတဲ့လမ်းမှာတွေ့တဲ့လူတွေကဗမာပြည်ကိုသွားမလို့လားအဲ့ဒီမှာစစ်ဖြစ်တော့မှမသွားနဲ့လို့ပြောတာကိုမယုံမေးရှစ်ဆက်သွားခဲ့ကြပါသည်။ဖောင်ကျန်ကလေမင်းလာအကြောင်းတွေကိုဂျူးနိုင်ရပြောပြပြီးဂျူးနိုင်လေသူ့တငယ်ချင်းအကူအညီနဲ့မင်းလာကိုကဲထုတ်ဖို့စီစဉ်ကြပါတော့တယ်။ဗမာပြည်ရဲ့နိုင်ငံရေးရှုပ်ထွေးနေတာကြောင့်ဂျူးနိုင်တို့လေနန်းရင်းထဲကိုအလွယ်တကူဝင်ခွင့်ရခဲ့ပြီး မင်လာကိုအသက်ရှင်လျက်သားကဲထုတ်နိုင်ခဲ့ကြပါသည်မင်လာကိုကဲထုတ်ခဲ့တဲ့သတင်းကိုမိဖုရားကြားသိတဲ့အခါအကြီးအကျယ်ဒေါသထွက်နေခဲ့ပါသည်မမပြီကိုလာခဲ့တဲ့မင်လာမိခင်လည်းလမ်းမှာဓမြတိုက်တာကိုခံကြရပါသည်မင်လာလည်းကျင်းပကန်းကိုရောက်လာတဲ့အခါမှာညီမဖြစ်သူရဲ့အဖြစ်ကိုကြည့်ပြီးမဲမှန်တယောက်ကြေကွဲဝမ်းနေနေရှာပါသည်1885ခုနှစ်နိုဝင်ဘာလ14ရက်နေ့တွင်အင်္ဂလိပ်တို့သည်အေယာဝတီမြစ်ကြောင်းအတိုင်းမမာနေတဲ့သူစစ်ချီတပ်ကမင်းလာခန့်တန်းနှင့်စတင်တိုက်ခိုက်ကြပါသည် ထို့နောက်ဘွေချုပ်ပရင်တာကဦးဆောင်တဲ့ပြည်တိရှရေးတဲ့ကြည်တက်များသည့်စစ်အောင်ခံခန့်ခရုတ်ကိုဝိုင်းဝန်းတိုက်ခိုက်ကြပါသည်ဗမာရုဘက်မှရှိသမျှအင်အားလက်နက်ခဲယမ်းများဖြင့်အစွမ်းကုန်ကြိုးစားခုခံကြတော်လီလက်နက်ချင်းမမျှကျွမ်းကျင်မှုချင်းကွာခြားတာကြောင့်1885ခုနှစ်နိုဝင်ဘာလ18ရက်နေ့ညနေ3:15မိနစ်အချိန်တွင်မင်းလာခန့်တက်မှကျူးပြတ်သွားလေပါတော့တယ်နိုဝင်ဘာလ20ရက်နေ့တွင်အင်္ဂလိပ်တို့သည်တောင်ဦးမြို့ကိုခြေတက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါသည် 24ရက်နေ့တွင်ပခုတ်ကူကိုဖျက်ကျော်ပြီးမြင်းကြံမြို့ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပါသည်။နိုဝင်ဘာ28ရက်နေ့တွင်မန္တလေးနေပြည်တော်စိတ်ကန်းသို့အင်္ဂလိပ်တပ်များရောက်ရှိလာခဲ့ကြပါသည်။ထို့နောက်စစ်တင်နာပတိကြီးရောက်လာပြီးညနေပိုင်းမရောက်ခင်မှာအင်္ဂလိပ်ရေတပ်တွေကျွန်တော်တို့နန်းတော်အလေကိုရောက်လာမယ်လို့မှန်းထားတာကြောင့်မင်းကြီးတန်းလျှောက်တင်လိုက်ပါသည်။ထုံစံအတိုင်းမိဖုရားကတော့ငါတို့တွေစစ်မရှုံဘူးလိန်လေတဲ့သတင်းတွေအမှန်တရားမဟုတ်ဘူးငါမယုံဘူးပြောပြီးသူကိုယ်တိုင်သွားကြည့်မယ်လို့ဆိုပါတယ်။ ကိုရိုင်းသွားရောက်ပြီးမှန်ပြောင်းနေကြည့်ရှုတဲ့အခါမှာနန်းတော်စီကိုခြစ်တက်လာတဲ့စစ်သင်းမောတွေကိုတွေ့လိုက်ရပါတယ်။သူ့မျက်လုံးသူမယုံလို့နောက်တစ်ချိန်ပင်ထက်ကြည့်လိုက်ရပါတယ်။ထို့အခါမိဖုရားလည်းသူတလောက်ကုသိုလ်ကောင်းမှုတွေလုပ်နေတာကိုဘာလို့ဒီလိုဖြစ်ရတာလဲ။ဘိုးဘေးဘီဘီနဲ့ဝိညာဉ်ကကျမတို့ကိုဘာလို့မကာကွယ်တာလဲလို့ပြောပြီးဆုံးပါသွားတဲ့ဘိုးဘေးဘီဘီဝိညာဉ်တွေကိုပြစ်တင်နေပါတယ်။အင်္ဂလိပ်တပ်များကနန်းတော်သို့ခြိတက်ဝင်ရန်ပြီးနောက်တီဘောမင်းနှင့်တွေ့ဆုံ၍လက်နက်ချရန်ကန့်လန့်ခဲ့ပါသည်။ 1885ခုနှစ်နိုဝင်ဘာ29ရက်နေ့တွင်ဗမာတို့လက်နက်ချခဲ့ရပါသည်နိုဝင်ဘာ29ရက်နေ့မှာပင်ရတနာပုံရွှေမန္တလေးမှာတီဘောမီနှင့်မိဖုရားကောင်းကြီးစုပြားလက်တူအားသူရိယာတင်မောဖြစ်အတင်းဆောင်ကအိန္ဒိယနိုင်ငံရတနာဂီတိသို့ဖမ်းဆီးခေါ်ဆောင်သွားကြပါတော့သည်အဲဒီနောက်1886ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှာတော့မြန်မာနိုင်ငံကိုဝီတိုရီယာဘုရင်ကြီးထံသို့နှစ်သက်ကူလက်ဆောင်ဖြစ်ဆက်တာပြီးဗြိတိရှ်အင်ပါယာအတွင်သို့သွတ်သွင်းလိုက်ပြီးဖြစ်ကြောင်း ဘရင်ကန်ကျောက်လော့တက်ပရင်ကကြီးညာလိုက်ပါတယ်။မျက်စံလွန်းတာကြောင့်တွေးကြုံလိုက်ရသူတို့မှအိမ်မက်လားဟုအောင်မြင်မိကြပါတယ်။အဲ့ဒီနောက်မှာတော့နှစ်ပေါင်းထောင်ကြီးပြီးကိုမင်းကိုချင်းနေလာခဲ့သည့်မြန်မာနိုင်ငံတော်ကြီးဟာထီကျူးစီပေါင်းထီနှံပြောက်ပြီးသူ့ကျုံဘဝကိုကြာရောက်ခဲ့ရပါတော့တယ်။ဒီဇက်ကားထဲမှာမြန်မာနိုင်ငံအကြောင်းကိုတည်တင်မဲ့တခန့်ရက်သွားခဲ့ပါပြီ။ဆက်လက်ပြီးနာမောင်၊ဂျူနိုင်း၊မင့်မွိုင်းမင်းလားတို့ဘာဆက်ဖြစ်ကြအောင်မလဲဆိုတာကိုတင်ဆက်ပေးသွားပါဦးမယ်။ အင်းရှင်မင်းသားနားမောင်းရဲ့စိတ်ထဲမှာတော့ဂျိုးနိုင်ကိုတတ်ဖို့ကိုသာကြည့်ဆိုနေတာကြောင့်မင်းမွိုင်းလည်းအစီအစဉ်တစ်ခုကိုဆုံးဖြတ်ချက်ချခဲ့ပါတယ်။မင်းမွိုင်းလည်းသူ့ကိုနားမောင်းရဲ့စိတ်သဘောထားကိုနားလည်ပြီးဆိုတဲ့အကြောင်းနဲ့ဂျိုးနိုင်ကိုတတ်ဖို့သူ့အစီအစဉ်ကိုပြောပြခဲ့ပါတယ်။ဒီညကိုနာကြီးမှာဂျိုးနိုင်ကိုတောင်ကြားတနေရာမှာလွတ်လိုက်မိ။ပြီးရင်အကိုနာမောင်ကသူ့နဲ့ထိတ်တိုက်တွေ့ပြီးပြဿနာကိုဖြေရှင်းကြဖို့ပြောပါတယ်။မင်းမွိုင်းကျန်ကိုနားမောင်ကလက်ခံလိုက်ပြီးဂျိုးနိုင်လာမဲ့တောင်ကြားနေရာကိုသွားဆောင်နေလိုက်ပါတယ်။ တကယ်တော့မဲမွိုင်းဟာဂျိုးနိုင်ပုံစံဟန်ဆောင်ပြီးဂျိုးနိုင်အစားသွားရောက်တည်ခံမဲ့အကြောင်းတွေကိုမင်းလာကိုပြောပြနေခဲ့ပါတယ်။သူမမရှိတော့တဲ့နောက်ပိုင်းမှာဂျိုးနိုင်နဲ့လက်ထပ်ပြီးသားလေးကိုသားရင်းလေးစပွဲဆောက်ရှောက်ပေးဖို့အမှားနေခဲ့ပါတယ်။သူမရဲ့စီစဉ်တွေကိုမင်းလာကအော်ပြောမှဆိုတာကြောင့်မင်းလာရဲ့ပါဇက်ကိုဝစ်ဖြစ်စီပြီးထွက်သွားခဲ့ပါတယ်။မဲမွိုင်းလည်းဂျိုးနိုင်နဲ့ပုံစံတူအောင်ဂျိုးနိုင်ဝတ်အစားတွေကိုဝစ်ဆင်ပြီးမြင်းကိုစီးဓာတ်ကိုလွဲကတောင်ကြားစီသွားရောက်ခဲ့ပါတယ်။မြင်းစီလာတဲ့မဲမွိုင်းကိုနာမောင်မြင်တော့ ဂျူနိုင်းအထင်ဖြင့်ရောက်ရောက်ချင်းမဲသားနဲ့တိုက်ခိုက်ကထွက်သွားခဲ့ပါသည်။ဘာမှမသိတဲ့ဂျူနိုင်းအိမ်ပြန်ရောက်တဲ့အခါမှာမင်းလာပြောပြမှသူ့အစားသွားရောက်အသေးခံကြောင်းသိလိုက်ရပါတော့တယ်။တီတီချင်းမဲမွန်နိုင်လိုက်ခဲ့ပေမဲ့မဲမွန်ဟာတေလူမျိုးပါဖြစ်နေခဲ့ပါပြီ။မဲမွန်ဟာအကိုဂျူနိုင်းကိုသူ့အသက်ထက်ပိုချစ်ပါတယ်ပြောပြီးစုံပါသွားပါတော့တယ်။ဗမာပြည်သွားတဲ့အလမ်းမှာဓမြတိုက်ခံလိုက်ရတဲ့မင်းလာရဲ့အမေလေဖနက်ပင်မပါပဲဗမာပြည်ကိုရောက်နေခဲ့ပြီးအယူမကြီးတယောက်လိုသူ့သမီးကိုအော်ခေါ်နေပါတော့တယ်။ နာမောင်လေသူ့လက်နဲ့သူကိုယ်တိုင်တက်လိုက်တဲ့သူဟာဂျူနိုင်းမဟုတ်ပဲသူ့ညီမမဲ့မွိုင်းဆိုတာသိလိုက်တဲ့အချိန်မှာတော့သူ့မျက်လုံးတွေကိုဒုတ်အချိုနဲ့ထုတ်ဖောက်လိုက်ပါတော့တယ်။ဂျူနိုင်းရဲ့သားဖြစ်သူအရွယ်ရောက်လာတဲ့အခါမှာမင်းလာဟာသားအမေရင်းမဟုတ်ကြောင်းတိုင်းပြည်နဲ့အချက်အတွက်အသက်ပေးသွားခဲ့ပြီးမဲ့မွိုင်းကသာအမေရင်းဖြစ်ခဲ့ကြောင်းရှင်းပြပေးခဲ့ပါတယ်။ဒီလိုနဲ့အချိန်တွေလွန်လာပြီးဂျူနိုင်းလည်းဆုံးပါသွားတဲ့အခါနှစ်ယောက်တူစိုက်ပြုတ်ခဲ့တဲ့ချယ်ရီပင်နေအောင်ပါပဲနှစ်ယောက်စလုံးရဲ့အုပ်ကူတွေကိုထားရှိရင်ဇလန်းလေးကလည်းပြီးဆုံးသွားခဲ့ပါပြီရှင်။